Xiaomi Sami CV တခုလုံးမှာ Xiaomi Sami Pro လို့ Xiaomi Sami Pro Max တို့ကကြတော့သူတို့ရဲ့ဒီနောက်ဘက်ခြမ်းမှာ Magic Bus Screen Display အကြီးပါတဲ့တစ်ချက်ထဲနေတယ်။ရွေးတော်မြတ်မကကြိုက်ကြတယ်။နောက်ပြီးတော့နာမည်လည်းတော်တော်လေးကြီးကြတယ်။ဒါပေမဲ့အခုကျွန်တော်လက်ထဲမှာခြင်ထားတဲ့ဒီ Xiaomi Sami CV ကျဲကအငယ်ဆုံး Xiaomi Sami လေးကြတော့ရွေးတော်မြတ်မကစိတ်ဝင်စားကြဘူး။တိတ်ပြီးတော့လည်းမကြိုက်ကြဘူး။ အမေဆွေတို့ဒီ YouTube video တွေမှာသွားကြည့်လိုက်မယ်ဆိုရင် Xiaomi Sanbi Pro လို့ Pro Max တို့ video ဒီမှုလို့ပေါအောင်တွေ့ရလိမ့်မယ်။ဒါပေမဲ့ဒီဖုန်းလေးရဲ့ review video ကတော့တော်တော်လေးမှရှားတယ်လို့ပြောရမယ်။အဲ့တော့ဒီဖုန်းလေးကလူတွေတော်တော်များများကမကြိုက်ကြဘူးဆိုပေမဲ့အဲဒီဖုန်းကကျွန်တော်အနေနဲ့ compact flagship ဖုန်းတွေကိုကြိုက်တဲ့လူတွေအတွက်ကတော့ရွေးချယ်တင်တဲ့ဖုန်းတလုံးဟုတ်ရဲ့လားဆိုတာကိုဒီ video လေးမှာပြောပြပေးမယ်။အဲ့တော့ video လေးကိုစပြီးတော့ကြည့်လိုက်အောင်။ Yangon Mobile Store အဲ့တော့ဒီဖုန်းလေးရဲ့အကြောင်းကိုလူတွေတော်တော်များများပြောကြတဲ့ဒီဇိုင်းဘန်းတွေစရပြီးပြောလိုက်အောင်ဒီဖုန်းလေးရဲ့ဒီဇိုင်းဘန်းကလူတွေတော်တော်များများပြောကြတာကကြတော့ဒီ online ရဲ့ဒီ H9B တို့ A5B တို့ဒီလိုမျိုးကောင်းနေတဲ့ဒီဇိုင်းနဲ့တူတယ်လို့ပြောကြတယ်အခုကျွန်တော်လက်ထဲမှာရောက်တော့ကြည့်ကြည့်တော့လေအဲအဲ့လိုမျိုးဒီဖုန်းတွေရဲ့ဒီဇိုင်းတွေကတော့တော်တော်လေးမှစင်နေပေါ့နော်အဲဒါပေမဲ့ဒီဖုန်းကဒီအပြင်ပိုင်းရပဲစင်တာဒီလက်ထဲမှာကိုင်ရတဲ့ခံစားချက်ကတော့ဒီဖုန်းက flagship ဖုန်းဖြစ်တဲ့အတွက်ကြောင့် ုနကကျွန်တော်ပြောခဲ့တဲ့ဖုန်းနေနဲ့ရှင်းမယ်ဆိုရင်ဘာဆိုဘာမှအောင်မဆိုင်ဘူးဒီဖုန်းရဲ့ base quality မှာဆိုရင်ဒီဖုန်းက flagship ဖုန်းလို့ပြီးသွားတော့ပဲသူရှိမှာ aluminum base ဘောင်တွေကိုတုံးထားပေးတယ်နောက်ပြီးတော့ဒီ jaw pad ချမ်းမှာဆိုရင်လည်းကျွန်တော်တို့ဒီပေါ့နော် Xiaomi ကဒီ flagship ဖုန်းတွေပါပဲထည့်ပေးထားတယ် Xiaomi ရဲ့ဒီ Dragon Crystal Glass လိုမျိုးဒီ glass တွေကိုတုံးပေးထားတာဆိုတော့ base quality ဘိုင်းမှာတော်တော်လေးကောင်းတယ်လို့ပြောရမယ်နောက်ပြီးတော့ဒီဖုန်းလေးရဲ့ကျွန်တော်တို့ဒီပေါ့နော် screen size ကလည်း7.3 inches ပဲရှိတာဆိုတော့လက်ထဲမှာကိုင်းရတာတက်တောက်တက်တာတော်တော်လေးဖြစ်တယ် လက်ထဲမှာဒီအဝင်ကွင်ကြားဖြစ်ပြီးတော့လက်တကင်စာလေးဆိုတော့ချစ်ဖို့တော့တော်တော်လေးကောင်းတယ်လို့ပြောရမယ်ဒီဖုန်းရဲ့ display ကဒီ6.3 inches ပဲရှိတော့ဒီ compact phone ထဲမှာတော့ပါတယ်အရင်တုန်းကဒီလိုမျိုး compact phone တွေဝယ်မယ်ဆိုရင် battery ဘိုင်းမှာဆိုရင်တိတိတတ်တာပို့ပြီးတော့အားနေတယ်လုံငယ်တဲ့ဒီ3-4နှစ်တုန်းကဒီ Xiaomi ရပဲထုတ်တဲ့ဒီ Xiaomi 13တို့ Xiaomi 14တို့အဲဒီလိုမျိုးဖုန်းတွေသွားကြည့်လိုက်မယ်ဆိုရင်ဒီဖုန်းတွေရဲ့ဒီ battery ကဒီ9000မပြည့်တဲ့ battery လေးဆိုတော့ battery life ဘိုင်းမှာဒီတနေ့တာမခံတာတို့ဒီလိုမျိုးပြဿနာတွေရောရှိခဲ့တယ် အဲဒါပေမဲ့ဒီလွန်ခဲ့တဲ့ဒီတစ်နှစ်လောက်ကထွက်တယ်ဒီဖုန်းရဲ့ရှိမှာထွက်တယ်ဒီ Xiaomi 15C မှာဆိုရင်ဘက်ထရီကဒီ9000ကျော်လေးပါထည့်ပေးထားတာဆိုတော့ဘက်ထရီလိုက်ပိုင်းမှာဒီကွန်ပတ်ဖုန်းကိုကင်လို့ညော့သွားတာမျိုးကအခုနောက်ပိုင်းမှာတော့မရှိတော့ဘူးဒါပေမဲ့ဒီဖုန်းကဒီ Xiaomi 50တက်ဆိုင်ဘက်ထရီလိုက်ပိုင်းမှာတိတိတတ်တတ်ပို့ပြီးတော့အားသာတယ်သူရှိမှာက8000 mAh ဘက်ထရီအကြီးကိုထည့်ထားပေးတယ်နောက်ပြီးတော့အပြည့်အစုံမှုကလည်း 100W fast charging နဲ့ဆိုတော့ဘက်ထရီလိုက်ပိုင်းမှာတော်တော်လေးကောင်းတယ်လို့ပြောရမှာ အဒီဖုန်းကဒီ6.3 inch ကျပ်ရှိတယ်။နောက်ပြီးတော့ဘက်ထရီကို8000 mAh ထည့်ပေးထားပေမဲ့သူ့ရဲ့ weight ကကျွန်တော်တို့ဒီ 161g ဆိုတော့အရင်လဲပော့တာတော့မဟုတ်ဘူး။အရင်လဲလေးတာတော့မဟုတ်ဘူး။လက်ထဲမှာကဒီ weight တစ်ခုရှိပြီးတော့ဒီ bay quality ကောင်းတဲ့ဖုန်းတစ်လုံးကိုကင်နီရဆိုတဲ့ခန်းစားချက်ကိုလည်းရတယ်။နောက်ပြီးတော့သူ့ရဲ့အထူက 8.1mm ဆိုတော့မထူမပါလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးရှိတယ်။လက်ထဲမှာတော့ကင်ရတာတော့တော်တော်လေးမှကောင်းတယ်။ဒီဖုန်းရဲ့ဒီ shape ချန် display ကြောင့်စပြီးပြောလိုက်အောင် ာဒီဖုန်းရဲ့ဒီ display ကိုမပြောခင်မှာသူ့ရဲ့ဒီရှေ့ဘက် display လေးကိုကြည့်ကြည့်လိုက်ပါတော့ဘယ်ဖုန်းနဲ့သွားဆင်တယ်လို့မိတ်ဆွေတို့ထင်လဲအဲမိတ်ဆွေတို့မှန်မှန်တော့သိဘူးပါတော့အဒီဖုန်းကဒီ Google ရဲ့ Pixel 9တို့ Pixel 10တို့အဲဒီလိုမျိုးပုံစံလေးနဲ့သွားပြီးတော့ဆင်တယ်သူ့ရဲ့ဒီထောင်လေးတွေကဒီခက်လုံးလုံးလေးလောက်ပေးထားတာကတော်တော်လေးမှချစ်ဖို့လည်းကောင်းတယ်နောက်ပြီးတော့သူ့ရဲ့ display size ကလည်းခက်သေးသေးလေးဆိုတော့ချစ်ဖို့ကောင်းပြီးတော့ဒီကိုက်စားကျင်တဲ့ပုံစံမျိုးလေးဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ display ကိုဆက်ပြီးတော့ပြောလိုက်အောင် display မှာဆိုရင်တော့ဒီဖုန်းကဒီ6.3 inches ATP AMOLED display ကိုမှာ 120Hz ကိုလည်း support ပေးတယ်။နောက်ပြီးတော့ဒီ HDR10+ တို့ Dolby Vision တို့ဒါတွေလည်းတော်တော်များများ support ပေးနေတယ်။နောက်ပြီးတော့သူ့ရဲ့ resolution ကဒီ 1.5K resolution ဆိုတော့သူ့ရဲ့ဒီပေါ့နော် display size ကသေးတယ်။နောက်ပြီးတော့ဒီ pixel size တွေကလည်းကျွန်တော်တို့ဒီခက်စိတ်စိတ်လေးဖြစ်တာဆိုတော့သူ့ရဲ့ display ကကြည့်ရတာတော်တော်လေး sharp ဖြစ်ပြီးတော့ဒီရုပ်ရှင်တွေ video တွေပါကြည့်မယ်ဆိုရင်တော်တော်လေးမှကောင်းတယ်လို့ပြောရမယ်။ ကျွန်တော်ဒီ YouTube video တွေပါဆမ်းပြီးကြည့်ကြည့်ရနေရပါတယ်။အယောင်လေးတာခက်ဆူဆူတောက်တောက်လေးနဲ့ကြည့်ရတာတော်တော်လေးမှိုက်တယ်။အဲ့တော့ဒီဖုန်းရဲ့ဒီနောက်ထပ်ပေါ့နော်မပြောမဖြစ်ပြောတဲ့နဲ့အချက်တစ်ခုကကြတော့သူ့ရဲ့ haptic feedback အရင်တုန်းကဒီ Xiaomi ဖုန်းတွေကိုကြိုင်မယ်ဆိုရင် haptic feedback ကတော်တော်လေးမှဝဲဆွဲတယ်လို့ပြောရမယ်။ဒီ haptic feedback ကြီးကတမျိုးကြီးပဲနော်ကိုင်းရတာဘလူးမန့်ဒီဖွက်တဲတဲလို့ပုံစံမျိုးဆိုပေမဲ့အခုနောက်ပိုင်းဒီ Xiaomi ဖုန်းတွေမှာကဒီ haptic feedback ပါတို့တော်တော်လေး view ဆိုင်လာတော့တွေ့ရတယ်။ဒီဖုန်းမှာလည်းအဲ့တိုင်းပဲ haptic feedback တော်တော်လေးကောင်းတယ်။ ကျွန်တော်တို့ဒီနှိပ်လိုက်တာနဲ့သူရှိတာဒီခလုတ်လေးကိုနှိပ်လိုက်ပြန်ရတဲ့ဒီ happy fever response တို့နောက်ပြီးတော့ကျွန်တော်တို့ဒီပေါ့နော်ဂိမ်းစော့နေနေ happy fever တွေတုံတာတို့ဒါတွေမျိုးကတော်တော်လေးကောင်းလာတော့တွေ့ရတယ်နောက်ပြီးတော့ဒီဖုန်းမှာကဒီ flagship ဖုန်းဖြစ်တဲ့တကြောင်သူရှိမှာက stereo speaker ကိုတုံးထားပေးတယ်ဒီ stereo speaker အတန်ထွက် quality ကကြတော့သူ့ရဲ့အကူအညီဖြစ်တဲ့ဒီ 70D Pro တို့ Pro Max တို့နဲ့ရှင်ပဲဆိုရင် အတန်ထွက်ကတော့ကျေလားဆိုရင်တော့သူတို့လောက်နီးနီးတော့ကျေတယ်ဒါပေမဲ့ဒီ base stand တွေမှာကျတော့ဒီဖုန်းရဲ့ဒီ form factor လေးကခက်သေးသေးလေးဖြစ်တဲ့အတွက်ကြောင့် base stand တွေမှာတော့အဲ့ဖုန်းတွေလောက်တော့မကောင်းဘူးဒါမဲ့ data တခုကတော့ဒီ speaker နဲ့ကတော့ကျွန်တော်တို့ဒီ social media သုံးတာဒီ multimedia consumption ရုပ်ရှင်တွေပါကြည့်ဖို့ YouTube video ပါကြည့်ဖို့လောက်ကတော့လုံလောက်တယ်တော်တော်လေးကောင်းတယ်လို့ပြောရမယ်။နောက်ထပ် performance ဘိုင်းမှာဆိုရင်တော့ဒီဖုန်းမှာကဒီ꽌ကွင်းရအောင်ဆုံးထပ်ထားတဲ့ Snapdragon 8 Elite Gen 5 SoC ကိုသုံးထားပြီးတယ်။ ဒီ8 Legion 5 SOC ကိုကျွန်တော်ဒီ Antutu Bashman တွေတိုင်းကြီးရဲ့နေရာမှာဒီရမတ်ကဒီ3,800ကျော်လောက်ထိကိုရတယ်။အဲဒါကကြတော့ကျွန်တော်တို့ဒီတိုင်းခဲ့တဲ့ပေါ့နော်ဒီ Xiaomi Sam B Pro လို့ Pro Max တို့မှာဆိုရင်3,100ဝန်းကျင်လောက်ပဲရတာဆိုတော့ဒီဖုန်းကဘာကြောင့်ဒီပေါ့နော်သူ့ရဲ့အကူအညီတွေဖြစ်တဲ့ဒီ Pro လို့ Pro Max တို့နဲ့ရှင်းမယ်ဆိုရင်ဘာလို့ရမတ်တွေပို့ပြီးတော့ရနေတာလဲလို့မသိရဘူး။ဒါပေမဲ့ data တခုကတော့ဒီဖုန်းရဲ့ performance ကတော်တော်လေးမှကောင်းတယ်လို့ပြောရမယ်။ ဘယ်လိုမျိုးပြောရမလဲတိုက်တဲ့အရာကိုပေါ့နော်ဒီဖုန်းမှာလုပ်လို့ရတယ်ဥမာဂိမ်းတွေပါဆော့မှာလား ACC ဆော့လို့ရတယ်ဒါမှမဟုတ်ရိုးတန်းတန်းဒီပေါ့နော်ဆိုရှယ်မီဒီယာသုံးရုံနောက်ပြီးတော့ကင်မရာတွေပါရိုက်ရုံလောက်ဒီဖုန်းကိုသုံးပါလားတော်တော်လေးအဆင်ပြေတယ်နောက်ပြီးတော့အဲ့လိုမျိုးကျွန်တော်တို့ဒီ N22 benchmark တွေတိုင်းနေနေမှာသူ့ရဲ့ heat ကလည်းဒီ39 degree celsius လောက်ပေါ့နော်40ဒီလောက်ဝင်းကျင်မဲ့တက်တာဆိုတော့ဒါမဲ့ control vibe မှာဒီ Xiaomi ကအရင်နှစ် series တွေနဲ့ရှင်မယ်ဆိုရင်အခု Xiaomi 70 series မှာတော်တော်လေး gear side တာကိုတွေ့ရတယ် ဲတော့ဒီဖုန်းရဲ့ performance နဲ့ကျွန်တော်တို့ဒီ thermal control bind ကအရင်နှစ်က track ခဲ့တဲ့ဒီ Xiaomi 15တို့15 Pro တို့15 Ultra တို့အဲဒီလိုမျိုးဖုန်းတွေနဲ့ရှင်မယ်ဆိုရင်တော်တော်လေးမှတိုးတက်လာလို့ပြောရမယ်အဲတော့လူတွေတော်တော်များများစိတ်ဝင်စားကြမယ်ဒီဖုန်းရဲ့ camera bind ကိုဆက်ပြီးတော့တွေ့လိုက်အောင်အဲဒီဖုန်းရဲ့ camera မှာကဒီ15 megapixel main camera 15 megapixel tele sensor နဲ့15 megapixel ultra wide travel camera setup ကိုတုံးထားပေးတယ်နောက်ပြီးတော့ဒီ shape ဒီ selfie camera ကလည်း50 megapixel ပဲတုံးထားတယ် ။နောက်ပြီးတော့ဒီဖုန်းမှာကဒီ tele sensor para ဖြစ်တတ်တဲ့ကြောင့်ဒီ optic gear ပေါ့နော်ရှေ့တွေပါ zoom တွေပါဆွဲပြီးတော့ရိုက်မယ်ဆိုရင်2.6 inch လောက်ထိကို optic gear zoom ပေးတယ်။အဲဒါပေမဲ့သူ့ရဲ့ဒီပေါ့နော် tele sensor က50 megapixel ဆိုတော့အဲဒီ Xiaomi Sanbi ကလည်းဒီပေါ့နော် iPhone Sanbi Pro တို့ Pro Max Pro မှာလုတ်တဲ့ပုံစံတိုင်းပဲ။အဲဒီ optic gear မှာ digital zoom က tap crawl လိုက်မယ်ဆိုရင်5.8လောက်ထိရတယ်။အဲဒီ5.8 digital zoom ကလည်း digital zoom မှမတိတာပဲနဲ့ဒီ detail တော်တော်လေးကြီးကောင်းတာတော်တော်လေးအဆင်ပြေအောင်တွေ့ရတယ်။ နောက်ပြီးတော့ဒီ color ပိုင်းမှာဆိုရင်လည်းကျွန်တော်ဒီရိုက်ကြည့်ထားရတဲ့ပုံစံတွေရဒီအပြင်အထက်ပို့ပြီးတော့ဒီဆိုတယ်ပို့ပြီးတော့တောက်တယ်နောက်ပြီးတော့ဒီ dramatic ဖြစ်တဲ့ look တစ်ခုကိုဒီဖုန်းရဲ့ camera ကထုတ်ပေးတယ်အဲဒါပေမဲ့ camera ပိုင်းမှာကျွန်တော်တိတ်ပြီးတော့အားမရတဲ့ချက်ကတော့သူ့ရဲ့ ultra wide camera ultra wide camera နဲ့ရိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ 0.7x လောက်ထိတော့ရတယ်ဒါပေမဲ့ ultra wide နဲ့ရိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ detail ပိုင်းနေ ကာလာပိုင်းနေပါဆိုရင်ဒီ main camera နဲ့ရိုက်တဲ့ပုံစံမျိုးလားမဟုတ်ဘဲနဲ့ဒီဒီနည်းနည်းကြာသွားတာကာလာလေးကနည်းနည်းရှစ်ပြီးတော့ဒီအယောင်ပြောင်းသွားတာမျိုးတော့ကြုံတွေ့ရတယ်။အဲဒါကလည်းရင်ဒီဖုန်းရဲ့ camera ဘိုင်းကသူ့ရဲ့အကူကြီးဖြစ်တဲ့ဒီ Pro 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 Max တို့နဲ့ရှင်မဲ့ဆိုရင်ဒီ zoom နေပါဆွဲပြီးတော့ရိုက်တဲ့အနေအားကလည်းရင်ဒီဖုန်းရဲ့ camera ကလည်းတော်တော်လေးကောင်းတယ်လို့ပြောရမယ်။အဲ့နောက်ပြီးတော့ဒီရှေ့ရဲ့ပေါ့နော်ဒီ selfie camera ကလည်း selfie maker ပဲတုံးထားပြီးတယ်ကျွန်တော်ဒီပေါ့နော်ဆန်းပြီးတော့ဒီဖုန်းနဲ့ဒီ selfie ဓာတ်ပုံတွေရိုက်ကြည့်ရနေရပါ အလင်းရောင်ပေါ့နော်အခုကျွန်တော်အလင်းရောင်ကြနေတဲ့နေရာ studio lighting အောက်မှာဆိုရင်အသူရဲ့ဒီပေါ့နော် detail တွေကတော်တော်လေးကောင်းတယ်ကျွန်တော်ရဲ့ဒီဒီနားပေါ့နော်နှာခမ်းမွေးတွေမရှိတော့မြင်ရကြမှာမြင်ရလိမ့်မယ်အဲ့လိုမျိုးနှာခမ်းမွေးတွေကိုတေးသေးချာချာလေးမြင်ရတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီပေါ့နော် selfie camera နဲ့ဓာတ်ပုံရိုက်မယ်ဆိုရင်လည်းနှစ်ခုရိုက်လို့ရတယ် 1x နဲ့0.8နဲ့ရိုက်လို့ရတယ်0.8နဲ့ရိုက်မယ်ဆိုရင်တော့ဒီ ultra wide ပုံစံတော့ဖြစ်သွားပြီ ultra wide ဓာတ်ပုံတွေပါရိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ selfie နဲ့ ultra wide ဓာတ်ပုံတွေရိုက်မယ်ဆိုရင်လည်းဒီဖုန်းမှာကတော်တော်လေးအဆင်ပြေအောင်တွေ့ရတယ် နောက်ပြီးတော့ဒီကင်မရာဘိုင်းနဲ့ဆက်ဆက်ပြီးတော့သူ့ရဲ့ videography ဘိုင်းမှာဆိုရင်ဒီဖုန်းထဲကဒီ 8K 30fps ရိုက်လို့ရတယ်။ဒါတော့ရိုက်လို့ရတာပေါ့နော်။အဲတကယ်တမ်းဒီ practical မှာဆိုရင်တော့လူတွေကတိတ်တော့ရိုက်ကြမှာမဟုတ်ဘူး။ 8K ဆိုတာကဒီ file size ကအရင်ကြီးတော့ကြီးရတဲ့ထဲမှာပါတယ်။ဒါပေမဲ့ရိုက်လို့မရတဲ့ဆိုင်ရိုက်လို့ရတာတော့အများကြီးပိုကောင်းတယ်။နောက်ပြီးတော့ဒီ selfie camera နဲ့ကျွန်တော်တို့ဒီပေါ့နော်ဓာတ်ပုံတွေပါလေဗီဒီယိုတွေပါရိုက်မယ်ဆိုရင်လည်းသူရှိမှာဒီ auto focus ပါတာဆိုတော့ကျွန်တော်ဒီ focus ဖြတ်ဖို့အတွက် ဒီလက်ကြီးနဲ့ဒီဖုန်းကြီးကိုသွားပြီးတော့ထောက်နေတယ်မလို့ပဲနဲ့ကျွန်တော်ဒီမျက်နှာမြင်တာနဲ့သူက auto focus ဖြတ်ပေးတယ်ဒါမှမဟုတ်ကျွန်တော်ပေါ့နော်ပစ္စည်းတစ်ခုပြနေတယ်ဆိုရင်လည်းကင်မရာရှေ့မှာကျွန်တော်ဒီလိုပြလိုက်မယ်ဆိုရင် auto focus ဖြတ်ပေးတယ်အဲ့တော့ကင်မရာဘိုင်းမှာဆိုရင်ကျွန်တော်ရှေ့မှာပြောခဲ့လို့ပဲ သူရဲ့အကိုကြီးတွေဖြစ်တဲ့ Pro လို့ Pro Max လို့နဲ့ရှင်မဲ့ဆိုရင် Zoom range ဘိုင်းမှာမရှင်နိုင်တာလို့ရင်ဒီဖုန်းရဲ့ကင်မရာကတော်တော်လေးအဆင်ပြေတယ်။နောက်ဗီဒီယိုဘိုင်းမှာဆိုရင်ဒီဖုန်းရဲ့ဒီပေါ့နော်ရှေ့ဒီပေါ့နော်ကင်မရာနဲ့ကျွန်တော်တို့ဒီ Tempate Lock Video တွေရိုက်လို့ရတယ်။အ Tempate Lock Video နဲ့ရိုက်မယ်ဆိုရင်ဘာတွေကောင်းတာလဲဆိုတော့အစစအရင်ဒီ Tempate Lock Video နဲ့ရိုက်ကြည့်ပြီးသွားဆိုရင်ကျွန်တော်ဒီဖုန်းပေါ်မှာပြန်ကြည့်မယ်ဆိုရင်သူရဲ့ color တွေကဒီမွဲ၆၆ကြီးနဲ့ဘလို့မှအဆင်မပြေဘူး။ဒါပေမဲ့အဲ့လိုမျိုးပေါ့နော် Tempate Lock နဲ့ရိုက်ထားတဲ့ video ကိုကျွန်တော်တို့ဒီ computer ပေါ်မှာ color correction သွားပြီးတော့လုပ်မယ်ဆိုရင်ကျွန်တော် ကိုကြိုက်တဲ့အကြောင်းတွေကိုကြိုက်လို့ချိန်ကြီးလို့ရတယ်။နောက်ပြီးတော့ဒီပိုကောင်းတဲ့ HDR တွေပိုကောင်းတဲ့ dynamic range တွေနောက်ပြီးတော့ပိုကောင်းတဲ့ shutter တွေနဲ့ရလိမ့်မယ်။အဲဒါကတော့ဒီ tempit law နဲ့ရိုက်မယ်ဆိုရင်ရနိုင်မယ့်အကျိုးကျေးဇူးတွေ။အဲဒီ template လောက်ကိုတော့လူတော်တော်များများတော့သုံးပြကြမှာတော့မဟုတ်ဘူးတကယ် professional တွေလောက်ပဲသုံးပြမှာ ဒါပေမဲ့မပါလာတဲ့ဆိုင်ဒီဖုန်းမှာအဲ့လိုမျိုး feature ပါလာတာကတော့အများကြီးပို့ပြီးတော့ကောင်းတယ်။ကျွန်တော်ရှေ့မှာလည်းပြောခဲ့တယ်ပေါ့နော်ဒီဖုန်းရဲ့ battery က8000 mAh နဲ့ 100W fast charging ကို support ပေးတယ်။နောက်ပြီးတော့ကျွန်တော်နည်းနည်းလေးကြံသွားတယ်သူရှိမှာဒီ wireless charging က 50W ရတယ်။နောက်ပြီးတော့ဒီ reverse ပေါ့နော် reverse wireless charging ကလည်း 22.5W လောက်ထိရတာဆိုတော့ဒီဖုန်းရဲ့ battery က compact ဖုန်းတစ်လုံးဆိုပေမဲ့ battery life နဲ့ပတ်သက်ပြီးရင်ဘာမှစိတ်ပူနေစရာမလိုဘူး။ အခြားသောဖုန်းတွေရဲ့ဒီ Pro တို့ Pro Max တို့နဲ့ရှင်မဲ့ဆိုရင်တော့မှာဒီဖုန်းရဲ့ဘက်ထရီပေါ့နော်ပါတဲ့ mili amp ကအများကြီးကိုပို့ပြီးတော့ကြီးသေးတယ်ဘက်ထရီလိုက်ပိုင်းမှာတော့တော်တော်လေးအဆင်ပြေတယ်နောက်ပြီးတော့ဒီဖုန်းရဲ့ဒီ fingerprint sensor ကတော့ဒီအခုနောက်ပိုင်းဒီ flagship ဖုန်းတိုင်းမှာသုံးမိနေတယ် ultrasonic fingerprint sensor ကိုသုံးမိတယ် ultrasonic fingerprint sensor ကတော့ကျွန်တော်ဗီဒီယိုတိုင်းမှာပြောပြီးွားဆိုတော့အထွေထူးတိတ်ပြီးတော့မရှင်းပြတော့ဘူးကျွန်တော်နှိပ်လိုက်တာနဲ့ချက်ချင်းပွင့်တယ် flagship ဖုန်းတိုင်းကတော့ဒီလိုမျိုး ultrasonic fingerprint sensor ကိုသုံးမိတင့်နေပြီ အခုကတော့ဒီ Xiaomi ကတော့ဒီ Xiaomi Sampling Series မှာလည်းစပြီးတော့သုံးပေးပြီနောက်ဆုံးအဆုံးသက်နေတဲ့ဒီ Xiaomi Sampling လေးကဝယ်သိတဲ့ဖုန်းတုံးတွေမှာပါလာဘလို့လူနဲ့အဆင်ပြေလောက်လဲဆိုရင်တော့ကျွန်တော်အနေနဲ့ကတော့ကျွန်တော်ကတော့ဒီ compact phone တွေကိုကြိုက်တဲ့လူတစ်ယောက်ဆိုတော့ဒီဖုန်းလေးကိုတော့တော်တော်လေးအဆင်ပြေတယ်ကြိုက်တယ်လို့ပြောရမယ်သူ့ရဲ့ display ကဒီ6.3 inches ပဲရှိတာဆိုတော့လက်ထဲမှာခိုင်းတာတက်တောက်တက်တာဖြစ်တယ်နောက်ပြီးတော့ဒီ battery life ဘိုင်းနေမှာလည်းဘာမှစိတ်ညစ်နေကြမလို့ဘူးနောက်ပြီးတော့ဒီ camera ဘိုင်းနေမှာဆိုရင်လည်းဒီသူ့ရဲ့အကူကြီးနေရှင်မဲ့ဆိုရင် ိတ်ပြီးတော့မြန်မြန်ဆဆဝေးလျှော်ထားတာကိုမကြုံပါဘူး။နောက်ပြီးတော့သူ့ရဲ့ဒီဒီဇိုင်းဘက်မှာဆိုရင်တော့ဒီဇိုင်းဘက်လေးကကျွန်တော်နည်းနည်းလေးတော့တိတ်တော့မကြိုက်ဘူးပေါ့နော်။သူ့ရဲ့ဒီဇိုင်းကဒီ flagship phone တစ်လုံးရဲ့ဒီဇိုင်းနဲ့တိတ်ပြီးတော့တွားပြီးတော့မတူဘူး။အဲဘယ်လိုပြောရမလဲဒီ upper memory phone တစ်လုံးရဲ့ဒီဇိုင်းဘက်နဲ့နည်းနည်းလေးတွားဆင်နေတယ်။ဒီချက်ကိုတော့ကျွန်တော်တိတ်ပြီးတော့အားမရဘူး။ဒီတစ်ချက်ကလွှဲရင်သူ့ရဲ့ jam နဲ့ display ဘက်နဲ့ battery ဘက်နဲ့ performance ဘက်နဲ့နောက်ပြီးတော့ဒီပေါ့နော် battery ဘက်နဲ့ fast charging ဘက်နဲ့မှာကဒီဖုန်းက အပြစ်ရှာတာတော်တော်လေးခက်တဲ့ဖုန်းတစ်လုံးလို့ပြောရမယ်။မိတ်ဆွေတို့ဆိုရင်ရောဒီဖုန်းလေးကိုသဘောကျရလားဘယ်လိုမျိုးအချက်တွေကြောင့်သဘောကျရလဲဆိုတော့လေအောက်ကကွန်မန့် section ထဲမှာရေးပေးသွားလို့ရတယ်။အဲ့တော့ကျွန်တော်တွေနောက်နေ့မှတွေ့မယ်လို့ပြောနေပဲ။အားလုံးကျေးဇူးတင်နေကျွန်တော်ဟုတ်ပါ Yangon Mobile Store